ကေတီယူ channel လေးကပြန်လဲကြိုးစို့ပါရပြန်နော်ဒီဘာလို့ပြောချင်လဲဆိုတော့အမေရိကန်ပေါ့နော်အမေရိကန်ရဲ့ဟူဒီတွေကတော့ရှာနေကုန်ပြောတာနော်အမေရိကန်ဟူဒီတွေကို48ချင်းလေကြောင်းတိုက်ခိုက်တယ်နော်ဟူဒီဘက်ကလည်းအမေရိကန်လေရင်တင်သင်းမောအစတိုက်ပစ်ပြီနော်အဲကြတော့ပြဿနာရတော့ဒါအရှုံးကြီးပေါ့ဗျာအဲကြတော့ဟိုနော်အမအမေရိကန်လည်းအမနော်တိုက်တယ်နော်အဲကြတော့တိုက်တဲ့အလျောက်မှာနော် အကြော48ချိန်ပေါ့နော်လေချောင်းတိုက်ခိုက်မှုလုံးလိုက်တယ်လုံးလိုက်တဲ့အတွက်ဟူတီလည်းအများကြီးပြေပေါ့ဆိုတော့နော်ထားတော့အကြော်တော့အကုန်လုံးတော့ပြာချပြေဖို့တော့မလွယ်ဘူးနော်သူကကြီးကြီးအကြော်ဟူတီတွေကလည်းပြန်တိုက်ခိုက်တယ်လေနော်အကြော်မနေကားတဲ့အမေရိကန်ကဟူတီကို48ချိန်မြောက်လေချောင်းတိုက်ခတ်ခဲ့တယ်လို့ဟူတီဘက်ကလည်းအမေရိကန်တင်မောအော်လင်တင်တင်မောကြီးကို48နာရီမှာ3ချိန်3ချိန်ပြန်တိုက်ခိုက်ခဲ့တယ်အီရန်ရဲ့နော် အီရန်ရဲ့ asset asset တွေကိုလေကြောင်းကတိုက်ခိုက်ဖို့အမေရိကန်စဉ်းစားနေပြီတဲ့အဲ့ဒီနေရာမှာ asset ဆိုတာကအီရန်ရဲ့အစွဲပွားတွေအားလုံးကိုဆိုတာပါတဲ့လူရောနေရာရောပစ္စည်းအားလုံးကိုရောနော်အီရန်ကိုတဲမတိုက်သေးခင်မှာဂျာကဝင်တိုက်နိုင်တာတွေအကုန်လုံးရှင်းလင်းထားတဲ့သဘောပါပဲတဲ့နော်ဒေါ်နယ်ထရန့်လည်းပြောလိုက်ပြီဒီအကျိုးဆက်တွေအကုန်လုံးကအီရန်တာဝန်ယူရမယ်လို့ပြောထားပြီလေကိုအမေရိကန်တိုက်ခိုက်ခံနေရတဲ့အကုန်လုံးအီရန်ကိုတာဝန်ယူရမယ်လို့ပြောထားပြီလေအကြောတော့ เนาะအခြေလေပိုင်းမှာတော့ဟုံဟုံဖြစ်အဲ့ဒီကဖြစ်တဲ့အကျိုးသက်ကအကုန်ခံရမှာเนาะဘာလို့ရင်းနှီးနေသေးကြီးမှာလीเนาะအဲ့ဒီအဲ့ဒီပြဿနာရင်းနှီးနေသေးကြီးမှာဟုတ်မလားကြတော့အကျိုးသက်အကျိုးသက်ကတော့အကုန်လုံးရှိတာပေါ့ဗျာเนาะကိုရီးယားတော့ဘာမှမလုပ်နိုင်တဲ့နိုင်ငံပဲရှင်းဆုံးပြောတာကိုယ့်အကူတော်ဂျော့စပတ်တွေဖြစ်နေတာပြည်တွင်းစစ်တွေနဲ့တိုင်ပတ်ပြီးဂျော့စပတ်တွေဖြစ်အကုန်ငတ်ပြီးအပြတ်ပြီးအကုန်ရင်ဆိုင်နေရတာเนาะကိုသူများရဲ့အခုเนาะဖရာစစ်တွေစစ်တွေကဒါရီယာမှာ အကျိုးစီးပွားအကြီးမားကြီးနဲ့ချနေရတော့တကယ်ထိခိုက်မခံတဲ့အရာမျိုးတွေဖြစ်မှာနော်ခင်ဗျာကျတော့ဘလူတွေပွဲသက်တွေပွဲသက်တွေရှိမုန်းသွားတယ်မသိဘူးခုကြည့်လေအစ်စတေးပါလဲစတိုင်းလဲပြန်တိုက်ကုန်ပြီလေခင်ဗျာနော်အယောက်400ကျော်သေးရပါ냐လေဒါအဲကျွန်တော်တို့ကမဖြစ်သေးကျွန်တော်အေးချမ်းလားညင်းချမ်းလားအဲ့အမျိုးကြီးဖြစ်သေးခြင်းနေရဖြစ်သေးခြင်းပဲမဖြစ်ဘူးလေကိုရီးယားလည်းပါပြောလို့ကိုရီးနိုင်ငံတော်မှာခင်ဗျာစောက်ပင်းစောက်ပွေးတွေပေါ်တော့ခင်ဗျာကြည့်လေ ီဒီယိုသစ်ကြီးကဘလောက်ချီလာကြီးလို့ငွေကစဉ်းစားပါတွေးခေါ်ပါဆိုလဲဘသူမှမစဉ်းစားမတွေးခေါ်ကြအောင်နော်ကျတော့ကျွန်တော်ကတော့ချရတာပဲကြီးခင်ဗျားတို့ဘလောက်ဖြတ်မအောင်ဖြတ်ဖြတ်ကျင်တလောက်သာဖြတ်နော်ခင်ဗျားတို့ဖြတ်ကျင်တလောက်သာဖြတ်ကြတော့နော်ဖြတ်တလောက်အကုန်ဝိုင်းခံရပါဗျာဒါပဲကြီးရပဲကျွန်တော်လည်းမပြောလို့နော်ဖြတ်တလောက်ကတော့အကုန်ဝိုင်းခံရမှာဗျာနော်ဖြတ်တလောက်ဝိုင်းခံရမှာမစဉ်းစားနဲ့အကုန်ခံရမှာနော် အခုဒီရလဲခင်ဗျာပေါ့ပေါ့လေးမတွေးနဲ့နော်ခင်ဗျာပေါ့ပေါ့လေးမတွေးနဲ့ကုံစင်းနှုံးနေအကုံကကမောက်ကမားအဲ့ဒီဒီအချိလေပိုင်းဒီတာကမောက်ကမားပြတာနဲ့ဖီဘာညာကွီးကွားပြတာတဲ့ကုံစင်းနှုံးနေတက်လာမှာတက်လာတာနဲ့အမြရိုက်ခတ်မှုတွေကျွန်တော်နိုင်ငံနေလဲရိုက်ခတ်မှာပဲအဲ့ဒီမပင်လဲပြမသွားလာဘူးမလုံးကြုံတော့ဦးသေးဆိုအမှလမ်းကြောင်းနေနော်သွားဖို့လာဖို့အဆင်မပြေဘူးဆိုတော့နဲ့ကုံစင်းနှုံးနေကတက်နော်အဆင်မပြေမငြိမ်မသက်အကိုအများကြီးတက်ရောက်မှာခင်ဗျာ ကြတော့တိုင်ဟိုစိုးရိမ်ရလားဆိုတော့ကျွန်တော်တို့ကတော့တကောင်တက်ညင်းမနေတော့ဘူးကျွန်တော်ရှိမှတကယ်ပြောတာကြေးရွာတွေမြို့တွေအကုန်ပြက်စီးပြီးတော့ဖြစ်ကုန်တဲ့အရာရတကောင်တက်ကတော့ညင်းမနေတော့ဘူးဒါပေမဲ့အပြောင်ရှင်းပြက်သွားမဲ့အရာမျိုးကြီးတော့မဖြစ်သိကျင်ဘူးပေါ့ဗျာဒါကတော့ကျွန်တော်ကကျွန်တော်အမြင်ပြောပြတာပါကျွန်တော်ကတော့ရှင်းဆုံးပြောတာအကုန်လုံးဟိုလောဘလိုရင်လောဘလိုရင်လောဘကြီးတွေနဲ့မဖြစ်ကြဘူးဒါပဲဖြစ်နေတာဒါမဲ့သူတို့ရေးရလဲခင်ဗျာအကုန်လုံးကခင်ဗျာ အစွဲတွေထုတ်ပြခြင်းနေကြတာနော်အဲ့ဒီဟာရဲ့အကျိုးသက်တွေခံစားရတာပဲဆိုတော့နော်အခုအကြတော့ဟူတီကတော့တော်တော်ခံစားနေရပြီနော်ဒါဟူတီဆိုအစားမမလှူရှားသေးဘူးအခုလှူရှားတဲ့ဟာကြောင့်အကုန်လုံးဒုက္ခကြီးခံစားပြီနော်အဲ့ဒီမှာနော်သူကဂျီမင်နိုင်ငံအမှန်တကယ်ဂျီမင်နိုင်ငံနရှန်ကွေးဟူတီပါတပုံနေနေတဲ့အချမ်းရဲ့ဒီဘက်ကဂျီမင်နဲ့အားရဲ့အမှန်တကယ်ဂျီမင်နိုင်ငံပဲဒါပေမဲ့တပုံနေကွဲထွက်နေတဲ့နိုင်ငံပေါ်ကကျတော့ခံစားရတာပဲအဲ့ဒီအပြည်သူတွေကတော့ ¿no? Claro,